မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းဖြစ်တဲ့606ဒုံးတက်ရင်းကို TNL ပူးပေါင်းတပ်ဖွဲ့ကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့မိုးလယ်3:00ကမှနောင်ချိုမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းဖြစ်တဲ့ 606ဒုံးတက်ရင်ကိုတောင်းတက်ပြော် PSLF DNL နဲ့မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲနောင်ချိုမြို့နယ်သဲခော်ရွာအနီးတစ်ဝိုက်မှာလည်းတောင်းတက်ပြော် DNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တန်ရန်မြို့နယ်နားဆောင်ရွာအနီးတစ်ဝိုက်မှာလည်းတောင်းတက်မရော DNL ကအကြမ်းဖက်စစ်ကောင်စီရဲ့မန်ကတ်စခန်းနဲ့မန်ပတ်စခန်းတို့ကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မုံမိတ်မြို့နယ်ရွှေတောင်ဦးဖရဲအနီးတစ်ဝိုက်မှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့စကခ27ခလာရ2နဲ့3နဲ့တောင်းတမတော် DNA လေး PLA MOD PDF ကူပေါင်းတပ်ဖွဲ့တွေကတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့မိုးမိတ်မြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ထောက်ပို့လေယာဉ်နဲ့လက်နက်ခဲယမ်းများကို6ကြိမ်ပစ်ချပေးခဲ့ပြီးတော့112နဲ့ဘုံ၁၆လုံးမုံမိတ်မျိုးအတွင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်နောင်ချုံမျိုးအတွင်းကိုအကြမ်းဖက်စစ်ကောင်စီက112နဲ့နှစ်ချိန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ9ရက်နေ့ညနေ9:36မိနစ်ခန့်မှာရေမြို့နယ်မော့ကနေရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ106နဲ့ဝဲဖယ်ရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့အမတ31ခွန်ပူးပေါင်းရန်သူစစ်ကြောင်းဟာအမတ31ခွန်မှာလူစုပြီးတော့ကားသုံးစီးနဲ့ရွာတိရွာကိုရောက်ရှိလာတယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကွန်ကြဲရွာနဲ့အမတ်ရှိပြည်တော်စုလမ်းမကြီးကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန် KNL တပ်ရဲ29 KNL နဲ့ PDF ပူးပေါင်းတောင်ကျိုစစ်ကြောင်းတပ်ခွဲ3နဲ့ MNSP AD တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျာ။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာအင်အား100ခန့်ပါဝင်ပြီးတော့ထိတွေ့တိုက်ပွဲဟာမိနစ်30ခန့်ကြာမြင့်ကအကြမ်းဖက်စစ်ကောင်စီဘက်က9ဦးသေဆုံးပြီး3ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။သေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီကနေပြီးတော့လက်နက်ကောက်ယူရန်ကြိုးစားခဲ့တော့လဲလက်နက်ကြီးပစ်ကူတွေဇက်တိုက်ပစ်ခတ်နေခြင်းကြောင့်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ကဆက်တူတက်ရင်တောင်ကျိုတခွဲ၃ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြမ်းဖက်စစ်ကောင်စီကရိုးမဘန်ဥက္ကဋ္ဌဦးသိန်းဝေနဲ့ CEO ဥပမောင်စိန်အပါအဝင်ဒါရိုက်တာ၉ဦးကိုငွေကြေးခွာချမှုနဲ့စစ်ဆင်းနေပြီးတော့ရိုးမဘန်ဟာပိတ်သိမ်းဖျက်သိမ်းခံရတဲ့အခြေအနေအထိကြုံလာနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လာဇမ်းပိုင်းကဆက်ပြီးတော့ရုံးမပိုင်းဥက္ကဋ္ဌဦးသိန်းဝေ CEO ဥပမောင်းစိန်အပါဝင်ဒါရိုက်တာ၉ဦးကိုစစ်ကောင်စီကဖမ်းဆီးဆက်ဆေးခဲ့တယ်လို့သိရပါတယ်။အဓိကအားဖြင့်ဆက်ဆေးရမှာဘဏ်ရဲ့ capital ထက်ပိုမိုနေတဲ့ငွေကြေးများပါဝင်နေခြင်းကြောင့်ဆက်ဆေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလောတည်ထားတဲ့လောက်ကတော့ဘဏ် capital ထက်လက်ပတ်ပြီးတော့သုံးဆွဲနေတဲ့ငွေတွေချင်းငွေတွေကပိုပြီးများနေတာနောက်တစ်ခါဗဟုဘဏ်ကချမှတ်ထားတဲ့စီမံစည်းကမ်းတွေကိုမလိုက်နာတာခွင့်ပြုချက်မယူဘဲနဲ့လောက်ခွင့်မရှိတဲ့ယင်းဒီမြုပ်နှံမှုဆိုင်ရာကိစ္စတွေမှာပါယင်းဒီမြုပ်နှံတာ အလွယ်ဆုံးပြောရရင်တော့ငွေမဲတွေကိုငွေဖြူလျှော်တာပေါ့အဲ့ဒီလိုဖြစ်စဉ်မျိုးက2003ခုနှစ်တုန်းက Mayflower Band နဲ့အာရှဒနာ Band တို့ကို စစ်စစ်အေးအေးယူမှုမျိုးတွေဖြစ်ခဲ့မှုတယ် အခုလဲအမှန်တကယ်အေးအေးယူမယ်ဆိုရင်ရိုးမဘန်ကိုပိတ်တဲ့အထိအေးအေးယူမလားဘလို့ဆက်ဖြစ်လာမလဲတော့မသိဘူးစောင့်ကြည့်ရမှာပဲလို့နေပြည်တော်စစ်ဘက်သတင်းအရေးမြေကပြောဆိုထားပါတယ်လက်ရှိသိရှိထားတဲ့သတင်းများအရာရိုးမဘန်ဥက္ကဋ္ဌဦးသိန်းဝေကိုစစ်တပ်ကဖမ်းဆီးတဲ့အချိန်မှာအတတကြီးစစ်ဆေးမခံတဲ့အတွက်ကြောင့်ရိုင်းနှက်ညှဉ်းပန်းမှုများရှိခဲ့ပြီးစေကူတမှုတွေခံယူနေရတယ်လို့သိရပါတယ်ကြံရှိနေတဲ့ဒါရိုက်တာများဟာလည်းဖမ်းဆီးစစ်ဆေးခံရဆဲဖြစ်တယ်လို့သိရပါတယ်ရိုးမဘန်ကို1993ခုနှစ်မေလမှာဦးသိန်းဝေရဲ့ FMI ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကစတင်တည်ထောင်ခဲ့ပြီးတော့ယခုအခါမှာမြို့ပေါင်း43ခုမှာဘဏ်ကွဲပေါင်း85ခုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။2022ခုနှစ်အောက်တိုဘာလမှာမြန်မာနိုင်ငံဟာငွေကြေးခွာခြားမှုများကိုအရေးယူတိုက်ဖြတ်ရန်မလုံဆောင်ခြင်းအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ငွေကြေးကိစ္စများကိုအရေးယူမှုများမလုံဆောင်ခြင်း FATF အဖွဲ့ကြီးကချမှတ်ထားတဲ့စီမံစည်းကမ်းဘောင်များအတိုင်းလိုက်နာဆောင်ရွက်မှုမရှိခြင်းအရေးယူဆောင်ရွက်ရမှာတွင်ပတ်သက်ပြီးတော့တိုးတက်မှုရှိအောင်မဆောင်ရွက်နိုင်ခြင်းများကြောင့် ငွေကြေးခေါ်ဝါချမှုနဲ့အကြမ်းဖက်မှုဆိုင်ရာဗန္ဒာရေးများမှာပါဝင်ပတ်သက်တဲ့အမည်ပြတ်နိုင်ငံအဖြစ်နဲ့ကမ္ဘာငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ Financial Action Task Force FATF ကကြေညာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်ကျွဲပုံရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာကို drone နဲ့ဗုံးကျဲတိုက်ခိုက်ရာအဆောက်အဦများပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မှာကျွဲပုံရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာကိုတော်လိုက်တပ်ဖွဲ့များက face wing drone များနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစောထီးများနေထိုင်တဲ့အဆောက်အဦများထိခိုက်ပျက်စီးခဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဘက်ကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေဘက်ကအကြအဆုံးတော့မရှိဘူးကြားတယ်သူတို့ကဘုံခိုကျင်းတွေကိုဝင်ပြေးသွားတာသူတို့တက်ဆွဲထားတဲ့ဖုန်ကြီးကြောင်ကတော့အမိုးတွေပွင့်ထွက်ပြီးတော့ပျက်စီးသွားတယ်စစ်ခွေးတွေကအဲ့ဒီဖုန်ကြီးကြောင်အောက်တဲ့တယ်မှာဘုံခိုကျင်းတူးထားတာလို့ Phoenix ဇကိုင်းအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Phoenix ဇကိုင်း Rifle Gun Guerrilla Force People Detectorship Revolutionary Force SGG Unicorn Guerrilla Force အမတ်တက်စစ်တီသာသကိုင်းခရိုင် drone တပ်ဖွဲ့ကြောင်းလတ်တဲ့ wallet နန်းတက်မင်း wallet ဇာမနီ wallet သကိုင်းခရိုင်အမတ်ခွန်တရရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်လာရှိုးမြို့ပေါ်ကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးသေဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ၁၀ရက်နေ့မနက်ပိုင်းမှာလာရှိုးမြို့ရပ်ကွက်ကိုးကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့်ကလင်းငယ်တအုပ်အပါအဝင်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်သေဆုံးကပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၅လုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ အလားတူပဲမိုးကုံမြို့အရှိပိုင်းမှာရှိတဲ့မင်းတရားကိုအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်အရတားပြည်သူနှောက်ဦးပြင်းထန်စွာဒဏ်ရာရရှိပြီးတော့နေအိမ်နှလုံးထက်မနေထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဇော်လ25ရက်နေ့ကနေဇော်လိုက်လ10ရက်နေ့အထိအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီးများနဲ့ပြစ်ခတ်မှုကြောင့်အရတားပြည်သူ54ဦးသေဆုံးခဲ့ရပြီးတော့82ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်အရတားပြည်သူတွေပိုင်တဲ့ နေအိမ်အလုံး60ထက်မနည်းပျက်စီးခဲ့ရကြောင်းသိရှိရပါတယ်။အလားတူပဲပဲခူးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောက်ရောက်ပောက်ကွဲမှုကြောင့်ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုထားပါတယ်။ဇူလိုင်လ၄ရက်နေ့ည၈နာရီ၁၄မိနစ်ခန့်မှာမူးမြို့နယ်နတ်တန်ကွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီကပစ်ခတ်လိုက်တဲ့၈၁မမလက်နက်ကြီးတစ်လုံး ရေလဲကြီးရွာအတွင်းကိုကြောက်ရောက်ပြီးတော့ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ဇော်လိုင်လ6ရက်နေ့ည7:30နာရီမိနစ်ခန့်မှာရေအိုးစင်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကရွှေတွင်းဖြူကြေးရွာအတွင်းကို87မမလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဇော်လိုင်လ9ရက်နေ့ည8:30နာရီမိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ300ခွန်တိုက်ရင်က87မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့ရာ ပြင်းမာပင်ရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးအသက်36နှစ်အရွယ်စောကျော်စိုးနဲ့အသက်46နှစ်အရွယ်မတ်ချီဝင်းတို့လက်နက်ကြီးထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ10ရက်နေ့မနက်10:00နာရီကမှအကြမ်းဖက်စစ်ကောင်စီရဲ့ခမရ439ကနေဟာဝေဇာလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရာ ရွာမာကြီးကြေးရွာအတွင်းကိုကြားရောက်ပောက်ကွဲပြီးတော့နေအိမ်တလုံးပေါ်ကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကပြည်သူများကိုပြစ်မှတ်ထားပြီးတော့လက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့်ပြည်သူလူထုများရဲ့အသက်အိုးအိမ်စီးစိမ်များဟာနေစဉ်နဲ့အမျှထိခိုက်ပျက်စီးဆုံးရှုံးနေရပြီးတော့ကြေးရွာနေပြည်သူများဟာကြောက်ရွံ့ထိတ်လန့်စွာနဲ့အသက်ရှင်နေထိုင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ